issue. Yes, men of God, what you're saying is true. agree with him. Yes, men of God, what you're saying is ပြပြပြရကနေမာလီမီယာပြဿနာရှိတယ်။နေအကောင်ဆုံးစူးစမ်းပေမဲ့လီမီယာပြဿနာကမပြေဘူးလို့ပရိုဖက်ကပြောပါတယ်။ You tried your level best but you couldn't agree with him. That is why နေအကောင်ဆုံးစူးစမ်းခဲ့တယ်ဒါပေမဲ့အဆင်မပြေဘူးတဲ့။အဲ့ဒါကြောင့်ကျမကဒီကိုလာတာပါ။ I'm here, man of God. My name is Mamuichera Hanisi. I'm from the US, but originally from Lesotho. Tumaka America nengakane lara phi bare. Tame tumaye muye nengakaro Lesotho phi bare. I divorced with my husband. We separated in 2010. Na thau ma chamaro zani mauna kwe doa ja bare. Then we legally divorced in 2017. 2019မှာရောက်တဲ့အခါကျတော့အစိုးရရှင်မှတွားပြီးမှတရားဝင်ကွာရှင်းခဲ့ပါတယ် because we had a, we couldn't agree with each other ငါတို့ဇနီးမောင်နှံလင်မငါတို့လင်မယားကတယောက်နဲ့တယောက်သဘောမတူနိုင်ဘူးဖြစ်နေတယ် we had so many disagreements ngaru ma ah de ngaru tabo mu tu de a che de a mya ji shi ba de ပရိုဖက်ပြောတာကတော့အခုထိနင်တို့လင်မယားကအဆက်အသွယ်ရှိတယ်လို့ပြောပါတယ်ဟုတ်ပါတယ်အဲ့ဒီကွဲသွားတဲ့အမျိုးသားနဲ့တမက အခုတိတိအဆက်အသွယ်ရှိနေသေးတာဖြစ်ပါတယ် kids also are communicate and they still love each other. နေတို့နေရောက်ကအခုတိတိဆက်တွယ်နေကြတယ်။ပြီးလို့ချင်းတယောက်နဲ့တယောက်အခုတိချစ်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 ကြနေ ဖြစ်နေကြတယ်လို့ prophet ကပြောပါတယ်ဟုတ်ပါတယ်တဲ့ဆိုတော့ဒီလိုမျိုးဇနီးမောင်နှံဆိုတာလဲအခုမှကျွန်တော်တို့ကြားတာပေါ့နော်ကျွန်တော်တို့ကြားဖို့တာကလင်မယားကွဲတယ်ဆိုတာကတယောက်တယောက်မုန်းကြပြီးမှအစင်မပြေလို့ကွဲကြတာကများပါတယ်ဒီနေရာကတော့ချစ်ကြပြီးမှအတူမနေနိုင်တဲ့ကိစ္စဖြစ်နေတာဖြစ်ပါတယ်ဒါဆိုရင်တော့သူတို့နေရာကြားမှာမမြင်ရတဲ့ ရန်သူကရှိနေတော့တာဖြစ်ပါတယ် Oh that is what I always tell I even told them that I still love my husband that's what she she said men of god ဟုတ်တယ်ဒါကြောင့်ကျမဒီမှာမိသားစုဝင်တွေလည်းပြောတယ်ကျမယောက်ျားကိုကျမချစ်တယ်လို့ချစ်နေတော့ပဲလို့ပြောပါတယ်အဲ့တော့တရားမြတ်မြတ်လည်းပြောတယ်ဟုတ်တယ်အဲအမေကအမေရန်ပြောပါတယ်တဲ့သူတို့ကချစ်နေကြတော့ပဲဆိုတာ in the mighty name of Jesus. Father, command the spirit of killing, steal, destruction. Ha! Demon! Lose your grip. Ah! Demon! Ah! Demon! Ah! Come on! This is the formula is receiving deliverance. ဆိုတော့မတ်တပ်ရက်နေတဲ့အမျိုးသမီးကိုချင်းရင်တော့ဘာမှမတွေ့ရဘူး။နတ်ဆူရှိတဲ့လက္ခဏာလည်းမတွေ့ရဘူး။ အကေရွေးဆရာဝန်ရှိမှခေါ်တော့ပြမဓာတ်မှန်ရဲ့ကြည့်မယ်ဆိုရင်လည်းပဲသူမအထက်မှာအောင်းနေတဲ့နတ်ဆိုကတွေ့ရမှာမဟုတ်ပါဘူးသူတို့လည်း professional လာတဲ့အခါ prophet ကမင်းရတယ်အထက်မှာနတ်ဆိုရှိတယ်ဆိုတာဒါကြောင့်ယေရှုနာမ၌အဲ့ဒီနတ်ဆိုကိုနင့်ထုတ်ပေးတာဖြစ်တယ်ဒါကြောင့်ဇနိမောင်နာချစ်ရဲ့ဒါနဲ့အတူနေလို့မရတဲ့အရာကဘာကြောင့်လဲနတ်ဆိုကြောင့်ဖြစ်ပါတယ်ဒါကြောင့် prophet က killing stealing and destruction ရှင်ယောဟန်အခန်းကြီး30အငယ်30မှာယေရှုပြောထားတဲ့ခိုးမယ်တတ်မယ်ဖြတ်မယ်ဆိုတဲ့နှဆုကိုယေရှုနာမနဲ့နင်ထုတ်ပြတာဖြစ်ပါတယ်နင်ကတော့ငါတို့ကွဲသွားပြီကွာရှင်းပြစစ်ပြီလို့ပြောတယ်ဘသူကပြောလဲနင်တို့ပြတ်သွားပြီဆိုတာ Yes man of God I still love him but I ုတ်ပါတယ်ပရောဖက်ကျမအခုတိတိကျမအမျိုးသားကိုချစ်နေတုံးပါပဲဒါပေမဲ့ तू ကလည်းနင့်ကိုအခုတိချစ်နေတိတ်တယ်လို့ပရောဖက်က ပြောတော့ yes he does ဟုတ်တယ်တဲ့ကျမအမျိုးသားကကျမကိုချစ်နေစေပါတဲ့ဒါဆိုရင် ပြတ္တနာကောင်ကဘယ်လိုလဲမမြင်ရတဲ့နတ်ဆိုပဲဖြစ်ပါတယ် respect me but i was saying if you အမျိုးသားကလည်းအခုတိကျမကို ယူတည်ပါတယ်တဲ့ ဆိုတော့ရှင်ရောင်းအခန်းကြီး844မှာမနတ်ဒီမကောင်းမအားလုံးရဲ့အဘဖြစ်တယ်ဆိုတာအခုခေတ်လူတွေကနားလေလို့လွယ်ပြီးဖြစ်ပါတယ်အဲ့ဒီမမြင်ရတဲ့နတ်ဆိုးကြောင့်သူတို့ဇနီးမောင်နှဟာချစ်လက်နဲ့ကွဲနေကြရတာဖြစ်ပါတယ် Will of God that we should be together, but he, because He's always saying He's waiting for me, so I would. Want အမျိုးသားကကျမကိုအမြဲတမ်းပြောပါတယ်ကျမပြန်လာမယ့်ရက်ကိုစောင့်နေတယ်လို့ပြောပါတယ် နေမြတ်တာကနေကိုစောင့်နေတယ်စောင့်နေတယ်ဟုတ်လားဟုတ်ပါတယ်တဲ့မြတ်တာကကျမပြန်လာမယ့်ရဲ့ကိုစောင့်နေပါတယ် So why did when you went to the shop ဆိုတော့ဒီနတ်ဆူဘက်ကနေဝင်လာတယ်လေဆိုတာကို prophet ကပြောပြမှာဖြစ်ပါတယ်တရက်တော့အခါနေဆိုင်တဆိုင်ကိုသွားတယ် somebody give you a gift ဲ့ဒီမှာလူတစ်ယောက်ကနင့်ကိုလက်ဆောင်ပေးလိုက်တယ်သူမတတိမရတော့ဘူးလို့ပြောပါတယ်ပရောဖက်ကအဲ့ဒီလက်ဆောင် ပုံတရံကိုဆွဲပြမှာဖြစ်ပါတယ် but it had like feathers feathers yes understand အဲ့ဒီလက်ဆောင်ထဲမှာအမွေးတွေပါတယ်လို့ပြောပါတယ်။ဥမာငက်တောင်အမွေးပုံစံမျိုးပါတယ် what should i do with such နေကတော့အဲ့ဒီလက်ဆောင်ရတဲ့အခါမှာ ဟေးငါဒီလက်ဆောင်နဲ့ဘာလုပ်မလဲနေစဉ်းစားတယ် you know the white people is men of god နေလူဖြူတွေကိုတည်တယ်မဟုတ်လား bond of giving is men of god လူဖြူတွေကလက်ဆောင်ပေးတဲ့အချင်းရှိတယ်မဟုတ်လား the gift it was a white woman မိကိုလက်ဆောင်ပေးတဲ့သူကလူဖြူအမျိုးသမီးဖြစ်ပါတယ် the moment you enter the lake နင်ကဆိုင်တဲ့ကိုဆောက်ဝင်တဲ့အချိန်မှာသူ့ကိုနင်နှုတ်ဆက်တာဖြစ်တယ် view is it just like a doll အဲ့ဒီလက်ဆောင်ကတော့အယုတ်အယုတ်နဲ့လဲတူပါတယ်ကျွန်တော်မှာတုံငယ်ချင်းတယောက်ရှိပါတယ်သူကဒီဆိုင်ပိုင်ရှင်ဟုတ်ပါတယ် to hair shop ကျွန်မတို့ဆိုင်မှာဈေးတော့ပဲပါတယ် Oh I remember the gift she has given me အဲ့ဒီလူဖြူအမျိုးသမီးကျွန်မကိုလက်ဆောင်ပေးတာတတိယပါပြီ Was something it was round like it had a a plus in between and the feathers were around it it was something like a dog အဲ့ဒီလက်ဆောင်ကအယုတ်ကဲ့သို့ဖြစ်ပြီးမှအာအမွေးတွေနဲ့ပါတယ်လို့ပြောပါတယ် That I didn't know what I would do about it 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 ဒီလက်ဆောင်ကိုဘာလို့ရမယ်ဆိုတာကျွန်မမသိပါဘူး soft feathers around တို့တော့လည်းအဲ့ဒီလက်ဆောင်ထဲမှာအာနည်းနည်းဘယ်လိုပြောမလဲပေါ့ပွားလေးပေါ့နော်အာနှုံညံ့တော့အမွေးတွေပါတယ်လို့ပြောပါတယ် so that day အဲ့ဒီနေ့မှာ you dream that a dog အဲ့ဒီညအိမက်မှာကြတော့အဲ့ဒီလက်ဆောင်ယူပြီးတဲ့ညအိမက်မြင်တယ်အိမက်ထဲမှာနင်းခွေးတကောင်တွေ့တယ် a dog has come to jump on your coop အဲ့ဒီခွေးကအိမ်မက်ထဲမှာနင်းအပေါ်ကိုခုန်တက်တာ No 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 ငင်ကညင်းဆိုတယ် No 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 အခုကျမသတိရပြီ Long time ago အဲ့ဒါအရန်ကြပြီ Long time ago A big dog but it was like it was going to someone and then it came to me it came to attack အဲ့ဒီခွေးက အချီးကြီးပဲတစုံတယောက်ရှိကိုတွားသူလို့ ਨੇ ကျမရှိကိုလက်ပြန်ပြမကျမကိုတိုက်တာပါ in my dream အဲ့ဒါကျမအိမ်မှာထင်မှာပါ that dog came and jump on you your relationship went bazaar အဲ့ဒီအိမ်မှာထင်မှာအဲ့ဒီခွေးကနင်းပေါ် ခုန်တက်တဲ့အချိန်ကစပြီးနင်းနဲ့နင်းယောက်ျားကြားမှာမိတ္တဟာယကလုံးဝပြတ်သွားတယ်လို့ပြောပါတယ်အဲ့ဒီ လူဖြူအမျိုးသမီးပြုစားတဲ့ပစ္စည်းတွေကဝင်လာတဲ့နတ်ဆိုးဟာသူတို့ဇနီးမောင်နှံအတက်တာကိုဟိုဒုက္ခပေးတာဖြစ်တယ်။သူမအသေးကိုအဲ့ဒီခွေးနတ်ကဝင်သွားရတာဖြစ်ပါတယ်။ and of god we have been fighting with my ex husband ကျမကွဲသွားတဲ့ယောက်ျားနဲ့အမေတန်းရန်ဖြစ်ပါတယ် till we got divorced နောက်ဆုံးတော့ကျမတို့ကွဲသွားကြပါတယ် good ex husband ဘာဖြစ်လို့နင်းက क्वे သွားတဲ့ယောက်ျား ex husband လို့ပြောတာလဲ my husband man of god အစ်မအမျိုးသားကိုပြောတာပါ prophet ပြောတာကနင်းတို့နေရောက်က क्वे မနေဘူးမ क्वे သေးဘူးလို့ prophet ကဝိညာဉ်အရာကိုပြောပါတယ်ဆိုတော့ခန္ဓာအပြည့်တော့တယောက်နဲ့တခြား क्वे နေ क्वे ပြီးမှနေရတော့လဲပဲ ဝိညာဉ်မှာကြတော့သူတို့နေရောက်ကမကွဲပဲအတူရှိနေတာဖြစ်တယ်နင်ကတုတ်ကိုချစ်တယ်လို့သူလည်းနင့်ကိုချစ်တယ်ဒီမနေ့မှလည်းပဲယောက်ျားကကျမကို စာရေးပါတယ် mom coming here he was asking me whether when i'm going back to the area ကျမကအဲ့ဒီအရင်ကွဲသွားတဲ့ယောက်ျားကိုကျမဒီကိုလာတယ်လို့ပြောထားတယ် ဒီတော့ဟောကကွဲတော်တဲ့ယောက်ျားကနင်းအမေရိကကိုဘယ်တော့ပြန်မလဲလို့စာရေးပါတယ်ဒီမှာအမျိုးသားကလက်ဆုတ်တူမှာနေပါတယ် and my my first daughter she always ကျမမတမိကြီးတယောက်ရှိပါတယ် say ma mommy i always dream you with my with my dad because အဲ့ဒီတမီးကြီးဟာအမက်မက်တိုင်းမှာအဖေနဲ့အမေအတူတူရှိနေတာကိုတွေ့ရတယ်။ဒါကြောင့်အမေအမေအမက်ထဲမှာအဖေနဲ့အမေကအမေနဲ့အတူတူရှိတာကိုပဲတွေ့ရတယ်။တမီးကြီးကပြောတယ်အမေရေ ကောင်းကင်နိုင်ငံမှာအဖေနဲ့အမေကအတူတူ ရှိနေတယ်လို့ကျမကိုအမက်ပြောပြပါတယ်။ If you came to ask from God နင်ကဒီနေရာမှာလာပြီးမှဇနီးမောင်နှံကြားမှာဖျားတကင်အလိုတော်ဗာလေးဆိုတာနင်ကမဲတာဖြစ်တယ်ဖျားတကင်ပေးတဲ့အဖြေကတော့နင်တို့နေရောက်ကဝိညာဉ်မှာဘယ်တော့မှတခါမှ क्वे ထားတာမရှိအဝိညာဉ်မှာ क्वे တော့တာကိုမတွေ့ရဘူး in a separation go ကိုယ်သွားတာမတွေ့ရဘူးအဲ့ဒါကြောင့် and put everything together with you နေယောက်ျားနဲ့အတူတူတွေ့ပြီးမှအဆက်ဆက်အရာရာကိုပြန်ဆက်ဆက်ပါ Thank you, Jesus. X အရင်တော့ကကွဲသွားတဲ့ယောက်ျားဟောင်းလို့မပြောပါနဲ့ Thank you, Jesus. ယေရှုဖျားယေရှုတင်တယ်လို့ပြောပါတယ်။သူမလူချင်တာကဒါဟုတ်ပါတယ်။ယောက်ျားနဲ့ချစ်ကြတယ်ဒါပေမဲ့ကွဲပြီးမှနေရတယ်။ဒါကြောင့်နောက်ဆုံးတော့ prophecy ကိုလာတဲ့အခါမှာ ပရိုဖက်ကသူမထဲမှာရှိတဲ့နတ်ဆုကိုဖယ်ရှားပြီးသူမရဲ့အိမ်ထောင်ကိုပြန်တည့်တာကိုတွေ့ရတာဖြစ်တယ်။ဒါကဖျားတခင်ရဲ့အလိုတော်ကျွန်တော်တို့မြင်ရကြားရတာဖြစ်ပါတယ်။ dog out ခွေးနဲ့ထွက်သွား dog out ဘယ်လိုမှမဟုတ်ဘူး dog out ခွေးနဲ့ထွက်သွားခွေးကထဟောင်းတယ်ဒီခွေးနဲ့ဘုရားတခင်ငါတို့ဒီခွေးနဲ့ကိုနင်ထုတ်တယ် ွေးနဲ့ထွက်သွားပြရကအလုံးကိုကြွယ်ဝစွာကောင်းချီးပေးပါစေ အမေရိကန်နိုင်ငံမှာ ရောက်နေတဲ့ဒီအမျိုးသမီးဟာ ခွေးနဲ့ဝင်ချင်းခံရတယ်ခွေးနဲ့ကလည်းလူဖြူမိမကပြုတ်စားလိုက်တဲ့အတွက်ဖြစ်တာ ဖြစ်တယ်ဒါကြောင့်ဒီနေ့ပြုတ်စားခြင်းပညာဟာနတ်ဆုပညာဖြစ်တယ်ဒါကြောင့်ဂျူးလူမျိုးတွေကတရားဟောရာကျမ်းအခန်းကြီး၁၈မှာဂျူးလူမျိုးတွေက ဒီပြုစားတဲ့ပညာနတ်ဆိုးပညာကိုလုံးဝမတင်ရဘူးပေါ့နော်ဖျားတကယ်မနစ်တယ်ဘူးပေါ့နော်ဒါပေမဲ့ဒီနေ့တော့ဒီခုခေတ်မှာတော့အမေရိကမှာလည်းပြုစားနိုင်တဲ့လူတွေလည်းလူဖြူတွေလည်းရှိနေကြပြီဖြစ်ပါတယ်ပေါ့နော်ဒါကြောင့်ဒီပြုစားပညာဟာဘေးနိုင်ငံမှာပဲဖြစ်ဖြစ်လူကိုအကျိုးမပေးဘူးပေါ့လူကိုဖျက်ဆီးတာဖြစ်တယ်စာတန်ရဲ့အလုပ်ဖြစ်ပါတယ်ဖျားတကယ်မနစ်တဲ့တော့ပညာဖြစ်ပါတယ်ပြုစားခြင်းတွေကဝင်လာတဲ့နတ်ဆိုးကြောင့်ဒီဒုက္ခမေတ္တာဆိုဒုက္ခရောက်တာဖြစ်တယ် အခုတော့နတ်ဆုကိုဖေရှားပြီးမှဒီဖျားဒီဇနေမင်းဇနေမောင်နာဟာသူတို့ရဲ့အိမ်ထောင် အတိတ်ကိုပြန်ရတာ ဖြစ်ပါတယ်ဖျားတခင်နာမတော်ကဘာဆက်ဆက်ပုံကြည့်ပါစေကခွင်းနဲ့ကိုနေထုတ်တာဖြစ်ပါတယ်နေလွမြောက်ပြီနေယောက်ျားရှိကိုပြန်ခောက်ပါမတက်ရပါ I see the tall man. What do you have to do with him? ငါယောက်အအရရှေကြီးနဲ့ယောက်ျားတယောက်ကိုတွေ့ရတယ်အဲ့ဒီယောက်ျားနဲ့နင်းနဲ့ဘာပတ်တက်တာလဲငါမြင်ရတဲ့အဲ့ဒီအရရှေကြီးဒါနင်းယောက်ျားဟုတ်သလားမဟုတ်ပါဘူးလို့ဖြေပါတယ်နောက်ထပ်အမျိုးသားတယောက်ကိုပရိုဖက်ကတွေ့ရတာဖြစ်တယ်အရရှေကြီးအမျိုးသားတယောက်ငါတွေ့ရတယ် whom i met last year အော်အဲ့ဒီအမျိုးသားနဲ့လွန်ခဲ့တဲ့နှစ်မှာတွေ့ကြပါတယ်။ Yeah, the dance. Yes, man. အဲ့ဒီအမျိုးသားကအရက်ရှည်ပါတယ်။အဲ့ဒီအမျိုးသားကနေ့ရက်အဲ့ဒီအမျိုးသားကနေ့ရက်ယောက်ျားမဟုတ်ဘူး။ Oh God. He's married. I know him. အဲ့ဒီအမျိုးသားကအိမ်ထောင်ရှိပြီးသားဖြစ်တယ်။ကျမသိတယ်။ Alone. အဲ့ဒီယောက်ျားကိုဘေးမဲ့ထားလိုက်ပါ။တော့မထင်နဲ့။နော်မဟုတ်လို့ရှိရင် prophet နဲ့တော့မတွေ့ဘူးဆိုလို့ရှိရင်ဒီအရက်ရှင်ရှင်နဲ့အိမ်တောင်ကြားထားတဲ့ယောက်ျားနဲ့ဒီမင်းမပတ်တက်လာဖို့ရှိတယ်။မာနတွေမကောင်းမှုအလုံးရဲ့အပဖြစ်တယ်ဆိုတာ။သို့တော်လည်းအခုတော့ prophet ရှိလာတယ်။နတ်စုကိုနေထုတ်တဲ့အခါမှာတာယာတော့အိမ်ထောင်ကိုခရစ်တော်ထာမပြန်ရတာဖြစ်တယ်။ဖျားတဲ့ခင်ကောင်းချီးပေးပါစေ။ Amen. there's nothing wrong with craving more. We all want more zing, more tang.